အလုံးမင်းငါပါနေ့စဉ်ဘဝမှာခံစားမှုတွေကောင်းမွန်စေဖို့ဆိုရင်အသက်အရွယ်လိုက်ဖြစ်ပေါ်လာမယ်ပြောင်းလဲမှုတွေဖွံ့ဖြိုးမှုတွေအပေါ်မှာလည်းဟော်မုန်းတွေကအရေးကြီးပါတယ်ဟော်မုန်းတွေကဘာလို့အရေးကြီးတာလဲဟော်မုန်းမပြတာတာတွေဖြစ်လာပြီဆိုရင်ကျန်းမာပျော်ရွှင်နိုင်ဖို့တကယ်ကိုခက်ခဲသွားမှာပါเนาะအမျိုးသားတွေအနေနဲ့ကဟော်မုန်းတွေကျဆင်းလာတယ်ဆိုရင်လက္ခဏာတွေပြလာတယ် အဲ့လိုမျိုးတွေဘယ်လိုလက္ခဏာတွေခံစားရလဲဆိုတော့စွမ်းရည်တွေစွမ်းဆောင်ရည်တွေကျလာတာပြီးတော့ပန်မလန်းတာပင်မန်းလွယ်တာเนาะသပင်တွေကျွတ်တာသပင်တွေကျွတ်လာပြီတချို့တွေတချို့ကြတော့ဟိုအသက်ကြီးလို့ကျွတ်တာတော့เนาะအသက်ကြီးလို့ကျွတ်တာတော့ဟိုပြီးတော့ခါကြတချို့ကြတော့ပေါ့เนาะဟိုအချောင်းမျိုးမျိုးကြသပင်ကျွတ်တာလို့ပြောကြတယ်ဒါပေမဲ့လေသပင်ကျွတ်တယ်ဆိုတာလေကိုယ်ဟော်မုန်းတွေအားနည်းလာတယ်ဆိုတာတော့သိထားเนาะ ဟော်မုန်းတွေအားနည်းလည်လို့ရင်လည်းသပင်တွေကျွတ်ပါတယ်เนาะပြီးတော့ကျက်သားတွေကျွတ်သားတွေရောရဲလာတာเนาะပြီးတော့ကာမဆန္ဒမှာလည်းအားနည်းလာတာမှက်ညံနေအားနည်းလာတာတွေကိုတွေ့ရပါတယ်ဟော်မုန်းတွေကျဆင်းလာပြီဆိုရင်တော့လှုပ်ရှားနိုင်စွမ်းနေအစားအစာရွေးချယ်မှုတွေအစားအစားအစာအစားရွေးချယ်လာတယ်လှုပ်ရှားမှုတွေလည်းနှိပ်ကွေးလာတယ်အစားအသောက်တွေရွေးချယ်မှုတွေမှာလည်းအဲဇီဇာကြောင်းလာတယ်ပေါ့နော်ပြောရရင်တော့တချို့ကြတော့မျိုးရိုးဗီဇာကြောင့်တချို့ကြတော့ကုသမှုတွေကြောင့် တချို့ကုသမှုတွေကြောင့်ဆိုကွာအခြေခံယောဂါတွေဖြစ်နေလို့ပေါ့နော်အခြေခံယောဂါဆိုတာသွေးတူစီးကျူတူနှလုံးအဲစီးကျူသွေးတူပေါ့နော်အဲ့လိုမျိုးတွေကြောင့်အဲပြီးတော့ကြာတချို့ကြာစိတ်ခံစားမှုတွေအပေါ်မှာတက်ရောက်နိုင်ပါတယ်စိတ်ဖိစီးမှုတွေများတယ်ပေါ့စိတ်ဖိစီးမှုတွေများတဲ့အခါမှာအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်အမျိုးသားအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေနေ့စဉ်ဘဝကိုကျန်းမာပျော်ရွှင်နိုင်ဖို့ဆိုရင်ဖြတ်သန်းနိုင်ဖို့ဆိုရင်ဟော်မုန်းတွေကမျှတနိုင်ဖို့လိုပါတယ်နော် ဟိုမုန်းနေမျှတနေဖို့ဆိုနေထိုင်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့နေထိုင်စားသောက်မှုတွေကိုဂရုစိုက်ရပါမယ်ကျမတို့အသက်30ကျော်လိုက်ဆိုဟိုမုန်းနေကကြတယ်အဲ့လိုဟိုမုန်းနေကြတဲ့အခါမှာလူတိုင်းကြတာနော်အဲ့ကြတော့ကိုယ်အသက်ရွယ်ကြီးလာတဲ့အခါကျတော့ဟိုမနေ့က customer တယောက်ကိုပြောပြတယ်ကျမတို့အသက်ရွယ်တွေကကျမကျမဆိုအသက်50နော်အသက်50ပြည့်ပြီအဲပြည့်သွားပြီပေါ့နော်51ထဲမှာအဲ့ကြတော့ကျမတို့အသက်ရွယ်တွေကဖြည့်ဆွတ်စာလေးစားပေးရတယ် ဘာဖြစ်ဖြစ်လေအာသူ့သဘာဝနဲ့လူငယ်တွေကတော့လေတုံတန်အောင်လေခုခေတ်မှာလူငယ်တွေကတော့အာသူ့ကလေခဏပဲနော်နေမကောင်းတဲ့ခဏပဲပြီးရင်တော့ပြန်ကောင်းသွားကြတာပဲဒါတော့မှကုသမှုလေးတွေဖြစ်စေတောက်တာလေးတွေလုပ်ပြရတယ်အဲ့လိုပဲကျမတို့သက်ရွယ်တွေကနေကောင်းနေတယ်ဆိုရင်တော့အယိုးတွေကျမဖို့အသားရည်တွေတင်းရင်ဖို့ဟိုကိုယ်တွေကျမပျော်ရွှင်ဖို့နော်ဟောဘာဖြစ်ဖြစ်လှပမှုအကုန်လုံးကဖြစ်ဆွတ်ပြီးနေရတာမဖြစ်ဆွတ်ပဲပြစ်ထားရင်တကယ်ကို ချုံညုံကြတော့မှာเนาะအဲ့ဒါကြောင့်မလို့ဟိုမုန်းလေးတွေဟိုမုန်းဖြစ်ဆက်စာလေးတွေစပေးတင်ပါတယ်အဲ့ဒါလေးလာပြီး sharing လုပ်တော့ပါ